အပြည်သူလူထုကဒါမဲသေးဖို့ဒီလူကငါ့ကိုလုပ်ပေးနိုင်မလားငါ့ဒေတာအကျိုးကိုလုပ်ပေးနိုင်မလားလုပ်မပေးနိုင်ဘူးလားဒီလူလာဖောနေတာလားသူအကျိုးသူလုပ်မလားဆိုပြည်သူလူထုကောင်းကောင်းသိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီချိန်လေးကကျွန်တော်တို့2010ယူကဝယ်ချိန်လေးလည်းမဟုတ်ပါဘူး။မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်နှံ့တွေကိုအမြင့်တဲ့ relation လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ဒုတိယသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့2025ခုနှစ်2025ခုနှစ်အထူးထူးယူကဝယ်ကို ဒါအထူးရွေးကောက်ပွဲကိုကျွန်တော်တို့ဒီဇင်ဘာလမှာကျင်းပမယ်အဲ့တော့မနေ့ကကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်လိုက်တယ်ပေါ့ဗျာအဲ့တော့တေချာသွားပြီတေချာသွားပြီရွေးကောက်ပွဲနဲ့ပတ်သက်တေချာသွားပြီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကလည်းကျွန်တော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်မေဒီလာခီးစင်မှာစပြောတယ်မေဒီလာခီးစင်မှာစပြောတယ်ပြီးတော့ကျွန်တော်တို့ဒါဒီဒီလက်ရှိဒီနာဆာကဥက္ကဋ္ဌကဒါသူတို့အဲနာဆာဥက္ကဋ္ဌကျွန်တော်တို့ဒီအခြားသောတိုင်းပြည်ပြည်နယ်တွေသွားတဲ့အခါမှာဆိုရင်လည်းပဲဒါရွေးကောက်ပွဲဘယ်တော့လုပ်မယ်ဆိုတာကိုပြောတယ်နောက်ကကျွန်တော်ရုရှားခီးစင်မှာလည်းပြောခဲ့တယ် အခြားသောကျွန်တော်တို့နိုင်ငံကခီးစင်မှာလည်းပြောခဲ့တယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကိုသွားတဲ့ခီးစင်မှာလည်းပြောခဲ့တယ်နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားဝင်ပြောခဲ့တယ်ပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်က2025ခုနှစ်ရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပမယ်လို့ပြောလိုက်ပြီပြောလိုက်ပြီအဲ့တော့ဒါကြောင့်မလို့ねကျွန်တော်တို့ဒီနိုင်ငံပါတီများမှတ်ပုံတင်မှုကိုမှတ်ပုံတင်မှုကိုကျွန်တော်တို့ဒါမေလာကိုယ်နဲ့နောက်ဆုံးထားပြီးတော့ဒါလာပြီးတော့ရှောက်ထားကြပါဗျာရှောက်ထားကြဆိုပြီးတော့ဒါထုတ်ပြန်လိုက်တယ်ပေါ့အဲ့တော့ မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်ဟိုကျွန်တော်တို့ဒါစိတ်ပါဝင်စားစွာနဲ့ကျွန်တော်တို့ဒီနိုင်ငံရေးလုပ်နေတဲ့သူတော်တော်ရှားတယ်ဗျတကယ်နိုင်ငံကိုတကယ်ချစ်ပြီးတော့တကယ်နိုင်ငံရေးလုပ်နေတဲ့သူနိုင်ငံအကျိုးလုပ်တဲ့သူတော်တော်ရှားပါတယ်ကျွန်တော်ဒီနေရာမှာဟိုမရှိမဟုတ်ရှိပါတယ်ရှားတယ်လို့ပြောတာပါအဲ့တော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကဒီဇင်ဘာလ2025ခုနှစ်ဒီဇင်ဘာလမှာလုပ်မယ်အဲ့တော့လက်ရှိတော့ကျွန်တော်တို့ဒီလွတ်တော်ကိုယ်စားလှယ်လောင်းလုပ်မယ့်လူတွေကရွာစီရွာစီတော့တက်နေပြီအဲ့တော့အဲ့ဒီလွတ်တော်ကိုယ်စားလှယ်လောင်းတွေကသူတို့သူတို့ကတော့ရွေးကောက်ပွဲနေကြွေးကြော်လိုက်မယ်ခင်ဗျားတို့နားအောင်ကြည့် အာကျွန်တော်တို့ဒီဒေတာဖွံ့ဖြိုးရေးဟိုဟာအရေးဒီအရေးကျွန်တော်လုပ်မယ်လို့သူပြောလိမ့်မယ်သို့တော်လည်းပဲကျွန်တော်ဒီ2021အခင်းချင်းကနေပြီးတော့ရွေးကောက်ပွဲမှာတိုင်ခင်ဂျားကာလာမှာအဲ့ဒီလူတွေဗမာနေခဲ့ကြတယ်အဲ့ဒီလူတွေဗမာမိုးခိုခဲ့ကြတယ်ပြည်သူလူထုနဲ့တသားတဲ့မိုးရဲရေထဲမှာနေခဲ့ကြသလားဒါသူတို့ကျတော့ခင်ဗျာဟိုသူတို့ကျတော့ခင်ဗျာမှုန်တိုင်းပြီးမှာကျတော့သူတို့ကနေပြီးတော့ရွှေမြို့တော်ကြီးမှာလာခိုးပြီးတော့ရွေးကောက်ပွဲလဲနေရောအာကျွန်တော်ကခင်ဗျားတို့အတွက်လုံးမယ်ဆိုရင်တော့စဉ်းစားကြပါဗျာပြည်သူလူထုအနေနဲ့ စဉ်းစားကြပေါ့။ဘာကြောင့်လဲဆိုတော့ကိုဒေတာအကျိုးဥဆောင်မဲ့လူကလက်ရုံးရင်နှလုံးရင်ပြည့်ဖို့တော့လိုတယ်ဗျ။အဲ့တော့လက်ရုံးရင်နှလုံးရင်မပြည့်ဘဲနဲ့သူအကျိုးသူလာလို့မဲ့ကိုစလဲတော့ခင်ဗျားတို့မပေးပါနဲ့။အဲ့ဒီပါတီတွေလည်းမဲမပေးပါနဲ့။ခင်ဗျားတို့အကျိုးကိုတကယ်လုံးမဲ့သူကိုတကယ်မဲပေးပါ။တကယ်လုံးမဲ့လူကိုတကယ်မဲပေးပါ။လက်ရုံးရင်နှလုံးရင်ရှိရလို့မဲပေးပါ။အဲ့တော့တချို့ကပြောတယ်အာကျွန်တော်တို့ကအာကျွန်တော်တို့ကလုံခြုံရေးအရာမလို့ကျွန်တော်တို့ကပြည်သူလူထုနဲ့ထိတွေ့ခွင့်မရတာပါဆိုရင်တော့အဲ့ဒီစကားကိုလုံးဝလက်မခံပါနဲ့။လုံးဝလက်မခံပါနဲ့။ လုံးဝလက်မခံပါနဲ့သူတို့ကလုံခြုံရေးရပြောလဲဆိုရင်အဲ့ဒီဒေသမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေရဲ့အခြေအနေအဲ့ဒီမှာနေထိုင်တဲ့လူပုဂ္ဂိုလ်တွေရဲ့အခြေအနေကိုချင်းစာကြည့်ပေါ့ဗျာသူတို့မှလည်းအသက်တစ်ချောင်းပဲခင်ဗျားတို့မှလည်းအသက်တစ်ချောင်းပဲသူတို့အချိန်ရခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒီသတင်းပြန်ချုပ်ချင်တာကရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှာအထူးရွေးကောက်ပွဲကြီးကျင်းပမယ်ကျင်းပတဲ့အခါကျရင်ကျွန်တော်ပုံသဏ္ဍာန်မျိုးစုံနဲ့ကျင်းပမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကျွန်တော်တို့မတည်ငြိမ်တဲ့ဒေသရှိတယ်တည်ငြိမ်တဲ့ဒေသရှိတယ်သူရဲ့အပိုင်းလိုက်ပေါ့ဗျာကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့ကျွန်တော်ဖာစာပလာခင်မှာလည်းဒီလိုမျိုးပဲရှိခဲ့ပါတယ်ဒီလိုမျိုးပဲကျွန်တော်တဖြည်းဖြည်းတိုင်းမီတင်းအောင်ပြန်ပြီးတော့တိဆောက်ခဲ့ရတာပါအဲ့ဒီပုံစံတဲ့အတိုင်းသွားမယ်လို့တော့ကျွန်တော်တို့နားလည်ရပါတယ်ဒါကြောင့်ကျွန်တော်ရွေးကောက်ပွဲဝင်ရောက်ရှိပိုင်းမဲ့နိုင်ငံရေးပါတီတွေအနေနဲ့တကယ်ကောမိမိကိုတကယ်ကောလက်ယုံရင်နှလုံးရင်ပြည့်စုံပြီလားပြီးကျွန်တော်မိမိပါတီကိုလူတို့ကလက်ခံပြီလားမိမိကိုလူတို့ကလက်ခံပြီလားတနည်းအားဖြင့်အများကြီးမပြောပါနဲ့ငါ့ကိုလူသိလားနိုင်ငံရေးပါတီနိုင်ငံသမားတယောက်ကလူသိဖို့လိုတယ်အဲ့တိတဲ့ခါမှာကျွန်တော်တို့ ကောင်းသောအသည့်နဲ့လူတွေသိကြတာလားဆိုးသောအသည့်နဲ့လူတွေသိကြတာလားဒါလည်းကျွန်တော်တို့ဟိုစဉ်းစားဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဒါယူကောက်ပွဲဝင်မဲ့နိုင်ငံပါတီတွေလွှတ်တော်ကိုယ်စားလှယ်လောင်းတဲ့အနေနဲ့အချိန်ရှိပါတယ်ပြည်သူလူထုနဲ့ထိတွေ့ကြပါပြည်သူလူထုနဲ့ထိတွေ့ကြပါပြည်သူလူထုရဲ့အခက်အခဲကိုကျွန်တော်ရသလောက်ဖြေရှင်းပေးကြပါဒါမှသာလည်းကျွန်တော်ပြည်သူလူထုရဲ့ဒါယုံကြည်ကိုးစားမှုကိုရမှာဖြစ်ပါတယ်ကျွန်တော်ဒီချင်းကတကယ့်အချိန်ကောင်းပါအခါကောင်းပါလုံးရင်လုံးတလောက်ပြည်သူလူထုထောက်ခံမှုတွေရကြမှာဖြစ်ပါတယ်ဒါကြောင့် လွတ်တော်ကိုယ်တိုင်လောင်းလုံးမဲ့ပုဂ္ဂိုလ်တွေနိုင်ငံရေးပါတီဥက္ကရာဆိုသူတွေပါတီစီစီဆိုသူတွေဒီချင်းကတကယ်ကိုကျွန်တော်တို့ဒါဖုံးလက်ယုံလက်ယုံရဲ့နှလုံးရေပြမယ်အချိန်မှာ ပြမယ်အချိန်မှာပြည်သူလူထုကဒါမဲသေးဖို့ဒီလူကငါ့ကိုလှုပ်ပေးနိုင်မှာလားငါ့ဒေတာအကျိုးကိုလှုပ်ပေးနိုင်မှာလားလှုပ်မပေးနိုင်ဘူးလားဒီလူလာဖောနေတာလားသူအကျိုးသူလုံးမှာလားဆိုပြည်သူလူထုကောင်းကောင်းသိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီချိန်လေးကကျွန်တော်တို့2010ရွေးကောက်ပွဲအချိန်လေးလည်းမဟုတ်ပါဘူး။ 2015ယူကဝယ်အခြေအနေလည်းမဟုတ်ပါဘူး2020ယူကဝယ်အခြေအနေလည်းမဟုတ်ပါဘူးပြည်သူလူကယူကဝယ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းကောင်းကြီးဖြတ်သန်းခဲ့ပြီးသွားပြီနိုင်ငံရေးသမားတွေရဲ့ထူထောင်မှုကိုကြိုးကျအောင်ခံရပြီးသွားပြီဘဝတွေပြောင်းခံရပြီးသွားပြီဖအေခွဲမအေခွဲဖြစ်အောင်ခံရပြီးသွားပြီကောင်းကောင်းသိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါနိုင်ငံပါတီတွေအနေနဲ့ဒါဒီချင်းကလက်ယုံရင်နှလုံးရင်ပြမယ်အချိန်ဖြစ်ပါတယ်နောက်ထပ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်တို့ဒီစကိုင်းစကိုင်းမျိုးပေါ့ဗျာစကိုင်းမျိုးစကိုင်းတောင်ယုံမှာရှိတဲ့စွန်ဦးပုံညာရှင် ဇေယျတော်ကိုဒီကနေ့မနက်ကဒါတိရကုဆရာတော်ဖျားကြီးတွားရောက်တယ်ဗောဗျာတွားရောက်ပြီးတော့ဒီဇေယျတော်ကြီးရဲ့အပျက်စီးတွေဇောင်းတိုင်းရဲ့အပျက်စီးတွေပြီးရင်ကျွန်တော်တို့ဒါဒီမှာဖျားမှာရှိတဲ့စွန်းပုံညာရှိမှာရှိတဲ့ဒါဗုဒ္ဓရုပ်ပွားတော်ရဲ့အပျက်စီးမှုတွေကိုဆရာတော်ဖျားကြီးတွားပြီးတော့ကျွန်တော်တို့ဒါကြည့်ရှုတယ်ဗောဗျာဘာတွေပြက်လဲဗောဘယ်နေရာမှာဘာတွေပြက်လဲဘယ်နေရာမှာဘာတွေလုပ်ဖို့လိုလဲဗောဗျာဒါတော့ကျွန်တော်နားလေတဲ့ပုံစံနဲ့တင်ပြတာပါအဲ့တော့ဆရာတော်ဖျားကြီးတွားတယ်ပြီးရင်ဆရာတော်ဖျားကြီးနဲ့မိမိကိုကျွန်တော်တို့ဒီ ဆရာတော်ဘုရားကြီးကဒီ engineer ဖွဲ့လျက်သွားတယ်။သွားပြီးတော့ဆရာတော်ဘုရားကြီးကဒီနေ့တော့မိတ်တယ်။ဒီစွန်ဦးပုံညာရှင်ဇီတော်နဲ့ပတ်သက်ပြီးတော့ဗတ်ဆုံပေါ့ဗျာဗတ်ဆုံပြန်လဲပြင်ဆင်ရတဲ့အတွက်ဒါဆရာတော်ဆရာတော်ဘုရားကြီးကဒါကျွန်တော်တို့ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်စွန်ဦးပုံညာရှင်ဇီတော်နဲ့ပတ်သက်တဲ့အခြေအနေပါ။အဲ့တော့အဲ့ဒီအခြေအနေကိုကျွန်တော်ဆရာတော်ဘုရားကြီးဒါပြန်လည်ပြင်ဆင်သွားမှာဖြစ်ပါတယ်အဲ့တော့အထူးတူပါပဲကျွန်တော်တို့ဒီစကိုင်းမှာရှိတဲ့အခြားသောဒါရှီအောင်စီတော်တွေကိုလည်းဆရာတော်ဘုရားကြီးဒါသုပိတုစု ါလိုက်ကြည့်ပြီးတော့လိုအပ်တာတွေဆက်ပြီးလုပ်မယ်လို့တော့ကျွန်တော်တို့သိရပါတယ်သိရပါဒါကလည်းကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကယ့်ကိုကျွန်တော်တို့ဝမ်းသာရပါတယ်တကယ့်ကိုကျွန်တော်ဝမ်းသာရပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီစကိုင်းတောင်ရုံမှာရှိတဲ့ဖုန်းတော်ကြောင်တွေများစွာပျက်စီးခဲ့ရတယ်ပြီးကျွန်တော်မေဒီလာရှင်ကြောင်တွေများစွာပျက်စီးခဲ့ရပါတယ်တော်တော်လေးကိုကျွန်တော်တို့ပြည့်စည်ခဲ့ရပါတယ်။အဲတော့ဒီຢာတွေကကျွန်တော်တို့ဒါမြန်မာနိုင်ငံနိုင်ငံသားတွေအားနဲ့ပြန်ပြီးတော့တည်ဆောက်ကြရမှာဖြစ်ပါတယ်။ တကယ်ကိုကျွန်တော်တို့ပျက်စီးမှုတွေကဒါရင်ထဲမမြအောင်တော်တော်လေးခံစားရတာပေါ့ဗျာတော်တော်လေးခံစားရပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီဆရာတော်ဘုရားကြီးကတော့လက်ရှိကျွန်တော်တို့ဒီဆရာတော်ဘုရားကြီးတို့ပေးနေတယ်ပေါ့ဗျာဒီရေပိုက်တွေပေါ့ရေပိုက်တွေပြတ်တောက်မှုတော့ကျွန်တော်ဆရာတော်ဘုရားကြီးရဲ့တပည့်တကာတွေကတောက်လျှောက်ကျွန်တော်လိုက်ပြီးတော့ဆစ်ဆေးပြီးတော့ပိုက်တွေပြန်ဆက်နေလို့သိရတယ်အဲ့တော့ဒီစကိုင်းတောင်ယိုကြီးကိုလည်းဒီဆရာတော်ဘုရားကြီးကပဲဒီရေတွေပေးဝေခဲ့တာဗျာနှစ်တွေနဲ့ချီနေပါပြီနှစ်ပေါင်းလည်းမနေတော့ပါဘူး မနေတော့ပါဘူးဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြီးကတော်တော်လေးကြီးပါတယ်ထို့တူပါပဲလက်ရှိကျွန်တော်တို့ဆရာတော်အရှင်စေကိန်းကလည်းဒါလက်ရှိကျွန်တော်တို့ဒါမန်လေးမှာဖြစ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်ကြီးကိုကျွန်တော်နေမညမှာစောင်းနေတာလည်းတွေ့ရပါတယ်အလားတူပါပဲကျွန်တော်တို့ဒီဆရာတော်ဥပဒ်သူလည်းဒါထုံနီးတူပါပဲဆရာတော်ဥပဒ်သူလည်းကျွန်တော်တို့ဒီငလင်ဘေးတဲ့ဆရာတော်တန်ဃာတော်တွေကိုဒါဆွန့်ကတ်တာလေးပြီးရင်ဆရာတော်ရဲ့ကျွန်တော်ဝေယဝိဆာတွေတောက်လျှောက်တောက်လျှောက်ဒါလုံနေရတယ်တွေ့ရပါတယ်တကယ်တော့ ီဆရာတော်ကြီးတကယ်ကိုပင်ပန်းပါတယ်ဆရာတော်ကြီးတွေဆရာတော်တွေတော်တော်ကြီးကိုပင်ပန်းပါတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်းဒါနိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ចောင်းနေပြန်ပြီးတော့မြန်မြန်ဆန်ဆန်ပြန်ပြီးတော့တိဆောက်နိုင်မှုအတွက်မြန်မြန်ဆန်ဆန်တိဆောက်နိုင်မှုမြန်မြန်ဆန်ဆန်ပြန်ပြီးတော့ကျွန်တော်တို့ပုံမှန်တိုင်းပြန်ဖြစ်ဖို့အတွက်ကျွန်တော်တို့တက်နိုင်တဲ့နေရာကနေပြီးတော့ဝင်ပြီးတော့လှူဒန်းပေးကြပါဝင်ပြီးတော့ကူညီပေးကြပါ